မနေ့ကတော့က MMQR လို့ခေါ်တဲ့မြန်မာ QR ပေါ့ဗျာမြန်မာ QR ကုတ်ပွဲပေါ့နော်အဲ့ပွဲလေးအဲမနေ့ကခန္ဓာချစ်ပါသွားတယ်ဗောနော်ဆိုတော့ MMQR ဆိုတာပါလဲကျွန်တော်တို့လည်းပြောရရင်ဗျာကျွန်တော်တို့အလွယ်ကူဆုံးနားလည်ဆုံးပြောရရင်ကျွန်တော်တို့ mobile payment နေရှိတယ် mobile payment နေမှာကျွန်တော် QR code နဲ့ scan ဖတ်ပြီးပေးတာပေးချေတဲ့စနစ်ပေါ့ဒါတွေကတရုတ်ပြည်မှာဆိုရင်ဟိုးလွန်ခဲ့တဲ့ဟို coronation နဲ့ကလေးကအောင်မြင်နေပြီးသားဟာလေလွန်ခဲ့လွန်ခဲ့တဲ့ coronation နဲ့ကလေးကအောင်မြင်ပြီးသားအာကိစ္စတွေပေါ့နော်ဆိုတော့ဟိုပြောရရင်တော့ ဟိုလွန်ခဲ့တဲ့ coronation နေ့ကလေးကအောင်မြင်ပြီးသားတရုတ်ပြည်မှာမြန်မာပြည်မှာကလွန်ခဲ့တဲ့ coronation နေ့ကိုနေ့ကမှ MPU ကတ်တွေပဲဆက်လုံတော့ခက်ခက်ခဲလုံတော့ကတ်ပြတ်ကတ်စနစ်ကိုလုံတော့ဆိုတော့ကျွန်တော်တော့နောက်ကျနေတယ်အခု MMQ ကလုတ်တယ်ဆိုတော့ကောင်းတယ်လို့ခေါ်တယ်အဲဒါပေမဲ့ကျွန်တော်တခုပဲပြောချင် system တခုလုံးထိန်းနိုင်မှာလားပြီးတော့ရှိသမျှ application အားလုံးကို cover လုပ်နိုင်မှာလားဒီ mobile payment အားလုံး cover လုပ်နိုင်မှာလား အခုတော့ကျွန်တော်တို့ application တစ်ခုဖွင့်ရင်အောက်မှာမြန်မာဟိုဟာလေးနဲ့လေဟိုနန်းတော်ပုံလို့ပါလို့ပုံလေးတစ်ခုရှိတယ်အဲ့ဒါလေးတက်တယ်အဝါရောလေးလေအဲ့ဒါလေးတစ်ခုအောက်မှာကတ်ရရှိတောင်းလင်းလာမှာအဲ့ဒါဘာလဲဆိုတော့ MMQR နဲ့ link လုပ်ထားတာခေါ်တယ် ARP တို့ KP ဝေးပေးဘာပေးညာပေးပေါ့အကုန်လုံးပေးတယ်အကုန်လုံးအဲ့ link လုပ်ထားတယ်မလုပ်လို့မရဘူးအဲ့ဒါဘိုဘန်ရဲ့ဟိုဟာနဲ့သွားတာဘိုဘန်ရဲ့ဟိုဟာနဲ့ပေါ့အဲ့တော့ဒီ project ကပေါ်လေပြောရတော့ဘိုဘန်နဲ့တိတ်ချင်တာကျွန်တော်ထင်တယ်တော်တော်ကြာခဲ့ပြီဖြစ်ပုံများတယ်အဲ့တော့သူအခုတော့အောင်မြင်လာခဲ့ပြီပေါ့နော်အောင်မြင်လာခဲ့ပြီအောင်မြင်ပြီးတော့အခုဒါစပြီး run နေပေါ့ဆိုတော့ ဲ့ဒီမှာဘာလို့လဲဆိုတော့ကျွန်တော်တို့တယောက်ချင်းချင်းဝင်ပေးချေတဲ့ကိစ္စတွေမှာဒီ online payment နဲ့ပေးကြတဲ့ဟာကိုပို့ပြီးအားပြုလာဖို့များတယ်ဘူးလို့ cashless industry ပေါ့ cashless industry လို့ခေါ်တဲ့ဒီငွေစက်ကူသုံးတာ short ချတာပေါ့ကျွန်တော်ငွေစက်ကူသုံးတာမ short ချလို့လည်းမရဘူးဘာလို့ဆိုတော့ကျွန်တော်နေရာတကာသွားရင်လည်းပတ်စံ AG ထမ်းပြီးတော့ရှောက်သွားဖို့မဖြစ်နိုင်ဘူးလေအဲ့တော့ကျွန်တော် QR code နဲ့ scan ဖတ်ပြီးခြေမယ်သက်ဆိုင်ရာနေရာတခုမှာ QR scan ထောင်ထားမယ်အဲ့တော့ကျွန်တော်တွေ့လို့ဖတ်လိုက်မယ်ပတ်စံစားတော့တယ်ဟိုတယ်တဲမယ်စားတော့ဆိုင်မှာစားမယ် ဘတ်စကားဘုတ်လေးလက်မှတ်ဘုတ်ချိန်မယ်ကျူအကုတ်နဲ့စကန်ဖတ်မယ်တွီးဆိုဖတ်လိုက်မယ်ဖတ်ပြီးတော့အဲ့မှာကြတဲ့ငွေပေါ်လာမယ်ပြီးတော့ drop ဆိုပြီးတော့ကျူအကုတ်နဲ့ password ရိုက်ထည့်ပေးလိုက်မယ်ကွာဆိုပြီးတော့ရောက်သွား drop ဆိုရောက်သွားတကယ်တော့ကျူအကုတ်စကန်စနစ်နေမှာကဟိုအောင်နောက်ပိုင်းဆိုရင်တဖြည်းဖြည်းနဲ့ပုံမြင့်လာဖို့များတယ်နောက်ဟိုပုံမြင့်လာမယ်သဘောရှိတယ်အခုတော့ loss အစိုးရကကျူအကုတ်စကန်ဖတ်တဲ့စနစ်ကိုအောင်မြင်သူတို့စူးစမ်းဖို့ဒါအခုစပြီးတော့အခမ်းအနားလုပ်တယ်ဆိုတော့အဲ့ဒီပွဲမှာဘယ်သူတွေတွေ့ရလဲဆိုတော့ကျွန်တော်အဲ့ဒီလူတွေကြည့်ပြီးတော့ပြုံးပါတယ် ပြုံးပြီးပါတယ်တကယ်ပြုံးပြီးပါတယ်တကယ်ပွင့်လင်းပဲပြုံးပြီးပါတော့ဩဒီလိုလားပေါ့ဘယ်သူတွေတွေ့ရလဲဆိုတော့တိအဲဦးခင်မောင်ကြီးစီဗီဘာဦးခင်မောင်ကြီးတွေ့ရတယ်နော် UAB ကဦးနေအောင်လို့ပါလို့တွေ့ရတယ်နော်နောက် AR ကကုစုစုတွေ့ရတယ်အဲဘာကောလဲဒီ A A bank AB ပေါ့ A bank ကဦးကိုသောဝင်းရှင်ကိုတွေ့ရတယ်နောက်အခြားသောဟိုတွေတွေ့ရတော့ဝေးပေးရလူကြီးဝေးရထိပ်ပိုင်းခေါင်းဆောင်တွေတွေ့ရတယ်အဲ့လိုဓာတ်ပုံတွေထဲမှာတွေ့ရတာဗီဒီယိုတွေမှာမတွေ့တဲ့ချောင်းတွေဓာတ်ပုံတွေမှာတွေ့ရတယ်ဆိုတော့ ကျော်စဉ်းစားရမယ်။ဩလို့နောက်ဆုံးတော့လေဒီနိုင်ငံရဲ့အခြေအနေကိုသူတို့ကောင်းကောင်းမှပြသွားတဲ့ပုံပဲလက်ရှိအခြေအနေမှာသူတို့ဒါရီယာသူတို့ရှောင်လွဲလို့မရဘူးဆိုတော့သူကောင်းကောင်းသိသွားပုံပေါ်ပါတယ်။ရှောင်လွဲလို့မရဘူးရှောင်လွဲလို့မရဘူးဘုံတုံးချင်းမရောက်နိုင်တဲ့ဓာတ်ပုံတွဲရခံဖို့ဆိုတာတချို့လိုအရင်တော့ဆိုရင်2021အစတော့တအားကြောက်ကြတာ။တအားကြောက်ခဲ့ကြတယ်။2021နိုင်ငံရေးပြဿနာတဲတော့ဆိုရင်တအားကြောက်ကြတယ်ခင်ဗျာဘုံတုံးချင်းမရောက်နိုင်ဖိတ်တဲ့ပုံပြသွားမသွားရဲကြတာမသွားကြတာမသွားချင်ကြတာကြီးတပုံကြီးရှိခဲ့တယ်။ဘသူဖြစ်ဖြစ်တော့မသွားချင်ကြဘူး။ ဒါပေမဲ့ကျွန်တော်တို့တွေကတရင်သွားယူဖို့သွားတယ်ဗျ။တော့ဂူးဆိုင်ကိုသွားတယ်ကျွန်တော်တို့ကဒါပေမဲ့တို့တွေမသွားရကြခဲ့ကြတဲ့လူတွေစီဝိုင်းသမိုင်းကြီး heavy တွေရှိတယ်။အာခွဲရှိတယ်။အခုလည်းကြာတော့ဘုသူကြီးမရောက်လိုက်တော့ကတ်ချင်ကြတာကိုပေါ်လို့ရရင်ကျွန်တော်စဉ်းစားရတာ။တချို့ဆိုရင်ဘုသူကြီးမရောက်လိုက်တော့ကတ်ခွင့်ရဖို့တော့ပုံစံမျိုးစုံနဲ့調査ကြတဲ့လုပ်ငန်းရှင်တွေရှိတယ်။အဘုသူကြီးအနာကိုရောက်သွားလို့ဘုသူကြီးနဲ့စကားတခေါင်းလုံးပြောရင်လည်းဘုသူကြီးကမျက်နှာပြုံးပြုံးရှင်နဲ့ជីជីជីနူးနူးရှိသွားပြီဆိုတော့တို့နေသားထိုင်သားရှိသွားတာ။ဘုသူကြီးကမျက်နှာစူးစူးပုတ်နဲ့ကြည့်လိုက်ပြီးတော့ဘာအောင်လဲဆိုပုံစံတစ်ချက်ကြည့်လိုက်ပြီးဆိုတော့ဟိုကောင်ကမျက်နှာညှို့ပြီးတော့ဘယ်စဘလို့နေရာမှမသိဖြစ်ကုန်လား။ တချို့ဆိုရင်ပိုကြုံမကြက်ပိုကြုံမကြက်အဲ့ကောင်ကတော့မခေါ်မလာနဲ့ဆိုစကားတခုမျိုးနေတယ်ဒီကောင်ဘောပြစ်မှာကွက်နေပေါ့နော်အဲ့လိုမျိုးနေရှိတယ်ဆိုတော့ခုကြတော့ပိုကြုံမကြက်အနောက်ကိုတင်းတန်ကတ်ချင်ကြလုပ်ငန်းရှင်ကြီးတွေနိုင်ငံရေးသမားတွေဟာနေပဲတိတိရပုံကိုအများကြီးပဲဗျာ၂စက်တည်းခင်းချင်းစားတော့ပိုကြုံမကြက်တော့တောင်မကတ်ချင်ကြတဲ့လူတွေအခုလည်းကြောက်ပြုံတိုးနေဩကျွန်တော်စဉ်းစားရတာဒါဟာလက်ရှိနိုင်ငံရေးရဲ့အခင်းချင်းပဲပြသထားတဲ့အခင်းချင်းပဲဟိုဒီနေရာမှာကျွန်တော်အပွင့်လည်းပြောတာပါဟို ကျွန်တော်21အခင်းချင်းစတော့မှာဆိုလို့ရှိရင်တချို့သောလုပ်ငန်းရှင်ကြီးတွေကတချို့သောလုပ်ငန်းရှင်တချို့သောဘန်တတိကြီးတွေရဲ့တပည့်တွေဘန်တတိကြီးတွေဒုဥက္ခရာတွေပါရင်ညာတွေကအာဒီစက်တက်ကဘာဖြစ်တော့ညာဖြစ်တာဆိုလို့ပြောခဲ့ကြတဲ့လူတွေရှိတယ်ဗျာကျွန်တော်ကိုယ်နဲ့နားနေဆက်ကြတာအာဒီအုပ်စုကဘလို့မှရိုက်တာဒီကတော့ပါလေဒီမင်းအွန်လိုင်းကဘာဖြစ်လဲအဲ့လိုပြောတဲ့ကောင်တွေရှိတယ်တကယ်ရှိတာနော်ဒါပေမဲ့အဲ့လိုလူတွေကအခုလဲကြရောအမဲအမဲအဲ့လိုဆိုဩလို့ကာလရွေရှားသွားတဲ့အခါအချိန်ကတိုက်စားသွားတဲ့အခါနိုင်ငံရေးခင်းချင်းပြောင်းလဲသွားတဲ့အခါ မမေကနေပြီးတော့အမေကနေပြီးတော့အမေစုကနေပြီးတော့အဖေပုလို့မျိုးခေါ်ကြင်ကြတာတော့မသိဘူးတကယ်ပါအခုတော့အရင်တော့မေစုမေစုဆိုခေါ်ကြရလို့အခုတော့အဖေပုဖေပုလို့ခေါ်ကြင်ကြတာလည်းမသိဘူးကျွန်တော်လည်းအဲ့ဒါပြုံးမိပါတယ်တကယ်ပြုံးမိပါတယ်ဆိုတော့တရားလဲရပါတယ်ဒီကားလောက်ကြည့်တရားလဲရတော့ကြည့်ပြီးတော့ဩလို့ဒီလိုရှိပါလားပေါ့ဆိုတော့ဒါတွေဟာဒါတွေဟာခက်ကာလာတစ်ခုတိုင်းတစ်ခုတိုင်းနိုင်ငံရေးစနစ်ချိန်သွားရင်ချိန်သွားတိုင်းပါကျွန်တော်တို့ပုံမှန်လူတွေကပုံမှန်တိုင်းနေကြရင်ပဲပုံမှန်မဟုတ်တဲ့လူတွေကအဲ့လိုပဲ လိုသလိုပုတ်တင်ညူများကဲ့သို့အရောင်ပြောင်းရတယ်တချို့သူနိုင်ငံခြားကိုရှောင်ပြေးဘူးပုံနေကြတာနဲ့မသိကြအောင်ဆောင်ထွက်သွားကြတာနဲ့အပြန်ခေါ်ရင်တော့မလာချင်းသူလာချင်းဒီမကောင်းသူလူဖဲနာသူခေါင်းကိုက်သူလုကြတာနဲ့အဲ့လိုလုကြရလူဒီအခုကြတော့ဘုံကြီးကြီးနောက်ကတ်ချင်ကြတဲ့ဘုံကြီးပဲကျွန်တော်သတင်းကြားပါတယ်တချို့တော့အထီးတွေဘုံကြီးကြီးနောက်ရောက်ဖို့တော့အတော်မျိုးလုံးကတ်ကြတယ်အာတချို့သူဘုံကြီးကြီးနောက်မရောက်ခင်မှာဟိုဟိုဘုံကြီးရဲဝဲဦးတို့ဘုံကြီးညိုစောတို့အဲ့လိုလူတွေဝင်တိုးဘုံကြီးအောင်လင်းတွေးတို့အတော်ဝင်တိုးအိုင်လန်ကျောင်းတွေလမ်းကျောင်းမျိုးစုံတွေဝင်တိုးကြတာတိုးကြတိုးကြတိုးကြတာဟိုကလည်း ဟိုဟိုရေဟိုလူတွေကလည်းဘုံကြုံကြီးက yes လား no လားပြောပဲနဲ့ဟိုလည်းအနာကတ်ခံရလို့မရဘူးလေအဲ့တော့နောက်ဆုံးကျတော့အဲ့လိုပွဲခန္ဓာကြီးတွေမှာပဲပွဲခန္ဓာကြီးတွေနဲ့အလူပွဲကြီးတွေခန္ဓာကြီးတွေကြာမှလာဘုံကြုံကြီးဘုံကြုံကြီးအနာကိုရောက်ခွင့်ရတာဆိုဘုံကြုံကြီးတော့အသေးအံအဲ့ကြမှာဝင်တိုးကြတာဆိုတော့ဒါလေးကြည့်ပြီးတော့ဩလို့တော်တော်လေးတော့ပဲဒါမှလည်းတခုတော့ရှိပါလေအခုဒီနေ့ MMQR ဆိုတာကလည်းဒီကျွန်တော်တို့နိုင်ငံမှာရှိတဲ့ဘဏ်တွေအားလုံးနဲ့ဆိုင်သွားတယ်ဘဏ်တွေအားလုံးနဲ့ဆိုင်တယ် payment system တွေအားလုံးနဲ့ဆိုင်သွားတဲ့အတွက်အကုန်လုံးကတက်ရတယ်တက်ရတာပေါ့နော်အဲ့ဒီမှာဘဏ်ကြီးတာငယ်တာသေးတာ အင်အားတောင်းတင်တာမတောင်းတင်တာပေါ့မူတည်ပြီးတော့ပဲသူကဒီဒီဒီရှေ့ထွက်လာတာလူရှိတယ်နောက်ဆုံးလာတယ်လူရှိတယ်ဒါလေးနေလူရှိတယ်အဲ့လိုနေကြတွေ့ရတယ်ဆိုတော့နိုင်ငံရေးကဒီလိုပါပဲเนาะနိုင်ငံရေးနဲ့စီးပွားရေးသမားတွေဆိုတာဒီလိုပါပဲစီးပွားရေးသမားတွေဆိုတာကလည်းပွင့်လင်းပြောရင်ခေတ်ကာလအခြေအနေချိန်ခါနဲ့နိုင်ငံအောက်ချုပ်သူရဲ့အနေထားပေါ့မူတည်ပြီးတော့လူတို့လူလိုက်ပြီးအကြောင်းပြောင်းတတ်ကြတဲ့လူတွေဆိုတော့လေကျွန်တော်တို့ကတော့ပြုံးစီစီပဲကြီးနေပါတယ်ဒါကြောင့်တချို့ကိစ္စတွေမှာနိုင်ငံရေးမှာတဲ့ဘယ်အရာကမှမျက်စိစုံမိပြီးတော့ပုံအော်ပြီးပုံချလိုက်တာမျိုးမလုပ်တာအကောင်းဆုံးပါ အစကတည်းကမလို့တာကောင်းတယ်နောက်လည်းမလို့တာကောင်းပါတယ်ဘာလို့ဆိုတော့အစကတည်းကမလို့တဲ့အတွက်နောက်လည်းလို့ဆရာမလို့ပါဘူးအစတည်းကလုံးမရင်နောက်မှပြဿနာရှိရအဲ့တော့ရှင်းရှင်းပြောရရင်တော့ကျွန်တော်တို့ကတော့ဘေးကနေကြည့်နေလူနေနဲ့ပြုံးပြုံးလေးပဲကြည့်နေပါတယ်လို့ပြောချင်ပါတယ်အဲ့တော့တချို့ထိတ်ထိတ်ဒိဋ္ဌိကျတထီးကြီးများတချို့လုပ်ငန်းရှင်များခင်ဗျားတို့တွေကျွန်တော်ဒီလိုပြောနေလို့စိတ်ထဲမှာခုတ်သွားလာမတတ်နိုင်ပါဘူးကျွန်တော်ကကျွန်တော်မြင်တာကိုကျွန်တော်ပို့နေပြောတာပါဒါခင်ဗျားတို့တိုက်ခဲ့တယ်လို့ထင်ရင်ထင်လိမ့်မယ်တိုက်ခဲ့တယ်မဟုတ်ပါဘူးခင်ဗျားတို့ကိုယ့်ကိုပြန်မှန်ထောင်ကြည့်ရပါကျွန်တော်ပြောရတယ်ဟုတ်ခဲ့လားမဟုတ်ခဲ့လားပြန်မှန်ထောင်ကြည့်ကြပါ ဆိုတော့တခါကကျွန်တော်2021ခင်းတော့စတော့လဲကျွန်တော်ပြောခဲ့တယ်ကာလာရွေးချလာတဲ့ခါတချင်းကြရင်ဒီလိုဖြစ်မှာဆိုပြောခဲ့တယ်အခုကွက်တီပဲဆိုတော့ဩဒီလိုပါပဲเนาะဆိုတော့ဒါပဲဒါပဲမြန်မာဂျူဝါစနစ်ကတော့တကယ်ကအောင်ဟိုအောင်မြောင်ဖြစ်ထွန်းအောင်လုပ်ရမယ်စနစ်ပါဘိုးဘန်နေနဲ့တော်တော်ဝန်ခံပြီးတော်တော်လုပ်ရမယ်လူတွေကြားထဲမှာပြန်နိုင်အောင်အများကြီးလုပ်ရမယ်ဟိုဂျုံကြီးကတော့သူကတော့အာဒါဟို cashless industry သွားနိုင်တာမျိုးသူကြည့်ပြီးတော့အဲ့ဒါကောင်းတယ်ပြီးတော့လူတွေကကျေးလက်ဒေသမှာရှိလူတွေကသုံးဖို့လိုရတယ်ဘာလို့လဲဆိုတော့ဒါပေမဲ့မြန်မာနိုင်ငံမှာက cashless industry ကိုသွားဖို့က ဟုတ်လည်းပြောရရင်အင်တာနက်ကောင်းကောင်းရဖို့လိုတယ်အင်တာနက်ကောင်းကောင်းရဖို့လိုတယ်ပြီးတော့ online လိမ်လည်တဲ့အဖွဲ့တွေနဲ့အဖွဲ့တွေရဲ့ရန်ကိုကာကွယ်ဖို့အတွက်ဒေတာကံပြည်သူလူထုကြေးရွာဒေတာသီးသီးရဲ့လူတွေကို knowledge တွေလုံးလုံးတဲ့ knowledge တွေပြုဖို့လိုအပ်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုကလောဘရှိတယ်။နံပါတ်1လောဘရှိတယ်။အဲ့လောဘကိုအခြေခံပြီးလိမ်မဲ့ကောင်အစင်းစင်းစောင်းတာ online ပေါ်နေ။ဆိုတော့ဒီတိုင်းပတ်စံ cash ကိုဒီလိုပေးလိုက်ရတဲ့ဆန် online မှာတွေ့ဆိုခဏလေးပြန်ယူလို့ရတာမဟုတ်ဘူး cash ကမှပြန်တောင်းလို့ရသေးတယ်။ဒီလိုပြန်ဖန်းဆိုလို့ရသေးတယ်။ online ပေါ်ကတွေ့ဆိုနေ့တိုင်းသွားပြီရောက်သွားပြီ။အဲ့တော့ အဲ့ဒါလည်းကျွန်တော်တို့ knowledge တူပြဖို့လိုပါတယ်ပြီးတော့ ban တွေ online ban banking လုပ်တဲ့သူတွေအကုန်လုံးကလည်းဒီ online banking စနစ်တွေကိုပြည်သူလူထုမှန်မှန်ကန်သုံးတတ်အောင် payment system တွေမှန်မှန်ကန်သုံးတတ်အောင်အမြဲတမ်းဒီဒီ knowledge sharing တွေအမြဲတမ်းလုပ်နေဖို့လိုအပ်တယ်။မီဒီယာတွေကနေတစ်ဆင့်လုပ်ဖို့လိုတယ်။ပုဂ္ဂလိကမီဒီယာတွေရှိတယ်။အစိုးရမီဒီယာရှိတယ်။အဲ့ဒီအရာတွေတစ်ဆင့်အမြဲတမ်းဒီဟိုလူတွေကို knowledge ပေးတဲ့ဟာမျိုးအမြဲတမ်းပုံမှန်ပေးသိနေဖို့လိုတယ်။မဟုတ်ရင်ပြည်သူလူထုကြတော့မသိတဲ့အခါကျသူ့ငွေတွေပါသွားတဲ့အခါဘဏ်အပေါ်မှာဖြစ်စီ payment company တွေအပေါ်မှာဖြစ်စီအမြင်ဆောင်တတ်တယ်။အဲ့ကြရင်အစိုးရအပေါ်မှာလည်းအမြင်ဆောင်တတ်တယ်။ ဒါကိုစနစ်ကြကိုင်းဖို့လိုတယ်ဘိုဘန်နေနဲ့လည်းတေချာကြရတဲ့ server system ဟိုလောက်တာတွေအစားတေချာပြင်ဆင်ဖို့လိုပါတယ်အာချက်ချင်းတော့ရုပ်ရည်ပြောင်းဖို့ဒီလိုနဲ့ပဲတစ်ဆင်းချင်းသွားရင်လည်းနောက်ဆုံးမှာ skit တွေစနစ်တွေပြောင်းရွှေ့လာပြီကျွန်တော်တို့အရင်တော့ကျွန်တော်တို့တခါမှဖုန်းတွေမကိုင်းဘူးလေတူကဖုန်းတွေကိုင်းဖို့မယ်ဖုန်းတွေကိုင်းဖို့ရင်လည်းမှာ payment system ကို online ပေါ်နေပေးတာဟိုကတ်နဲ့ပေးတာမပေးတတ်ဘူးလေတူကကတ်နဲ့ပေးတတ်လာတယ်အဲ့ဒီမှာကျွန်တော်တို့ဟို pay mobile payment နဲ့ပေးတတ်လာတယ်အဲ့မှာအခု QR စနစ်ကိုကျွန်တော်ပေးတတ်လာမယ်ဒီလိုနဲ့လူလူသားသမိုင်းရဲ့ ဒီနိပညာပြောင်းလဲမှုတစ်ဆင့်ချင်းဆင်ခဲ့တဲ့ဆောင်ရတာအဲ့တော့အခုချိန်မှာအာဘာဖြစ်တယ်ညာဖြစ်တယ်ဝေဖန်တဲ့လူတွေကနောက်တစ်ချင်းကြရင်တို့အဲ့ဒါတွေပဲသုံးနေရမှာပါเนาะဆိုတော့တခုကောင်းတာငွေဆက်ကိုရိုက်ထုတ်အောင်သက်တာပါပါလိမ့်မယ်ဘာဖြစ်လို့ဆိုငွေဆက်ရတဲ့ငွေဆက်ကိုကဘာမှလဲငွေဆက်ကိုရိုက်ထုတ်တာကိုအားမပေးပါဘူးအဲ့ဆိုငွေဆက်ကိုရိုက်ထုတ်တာကငွေကြေးအရာပြောမယ်ဆိုရင်တော့ဟိုအရင်တချို့အရာမသိဘူးပေါ့နော်မသိနိုင်အများကြီးရှိတယ်ဒါကြောင့်ငွေကြေးဆက်ကိုရိုက်ထုတ်တာနဲ့ဆိုင်ဒီ cashless industry နဲ့ကျွန်တော်တို့ပိုင်ဆိုင်မှုတွေရဲ့ rating တိုးလာတာမျိုးတွေ ောက်ချောက်တိုးပွားလာမှဖြစ်တာမျိုးပိုကောင်းမှာเนาะဒါတွေက online system တိုးတာကောင်းပါတယ်ကျွန်တော်တို့အပ်ပေးပါတယ်เนาะအဲ့တော့ဒါတစ်ခုပေါ့နောက်တစ်ခုကကျွန်တော်တို့ KNU ရဲ့ဟွာပေါ့နော် KNU စောတော်နီးရဲ့ပြောစကားလေးပေါ့ပြောစကားလေးပေါ့ကျွန်တော်လဲပြုံးစီစီနဲ့ကြည့်နေတာစောတော်နီးဆိုရင်ကျွန်တော်ပုံလည်းပြောရင် KNU ထဲမှာငဘောဆိုတာစောတော်နီးပဲ KNU တွေကငဘောကစောတော်နီးပဲ KNU မှာလူတော်ရေးရှင့်ရှိလိမ့်မယ်အဲ့စောတော်နီးကိုပြောရေးဆိုခွင့်ပေးတာတကယ်ငဘောကိုနေရာပေးတာနဲ့တူတူပဲစောတော်နီးကအခုစောတော်နီးကမနေ့က သူတို့ပွဲတစ်ခုမှာပြောတယ်ဘာလဲဆိုတော့အထူးအောင်ရွေးကောက်ပွဲစန့်ကျင်ရေးကော်မတီဆိုပြီးအဲ့ကော်မတီလုပ်တယ်အဲ့ကော်မတီရဲ့သစ္စာရှင်တွေကမှာပြောပါတယ်တဲ့ဆိုဇော်တို့နေကဘာပြောလဲဆိုတော့ KNU နေမြေထဲမှာတဲ့နော်စစ်တပ်ကလာပြီးရွေးကောက်ပွဲလုပ်မယ်ဆိုရင်တဲ့နော်စစ်တပ်ကအဲ့မရမကတရားမဝင်အထူးအောင်ရွေးကောက်ပွဲကိုကိုယ်နေမြေထဲမှာလာလုပ်မယ်ဆိုရင်တဲ့ကျွန်တော်တို့ကဘာဖြစ်လဲပဲဆိုတော့အာမမခံဘူးတဲ့အဲ့တော့တာဝန်လည်းမယူဘူးလေအာမလည်းမခံဘူးလေဖြစ်သွားမယ်ဆိုရင်တာဝန်မယူအောင်ခံအဲ့ဒါပြောချင်တယ်တဲ့စော်တော်နီကအဲ့လိုပြောတယ်ပြောချင်တာသူ့ကရင်ပြည်နယ်ထဲမှာရွေးကောက်ပွဲလာလို့လို့ရှိရင်လောက်တဲ့ရွေးကောက်ပွဲမရောက်ကြလာလို့ရေဘာဖြစ်သွားမလဲဆိုတော့အာမခံဘူးလေ ဆိုတော့တော့ရွေးကောက်ပွဲလာကျင်းပလုပ်မယ်ဆိုရင်ရွေးကောက်ပွဲလုပ်မယ်အရာရှိရွေးကောက်ပွဲအရာရှိတွေသက်ဆိုင်ရာနေပြည်တော်ကျွန်းတပ်ဖွဲ့ဝင်တွေနိုင်ငံရေးသမားတွေအကုန်လုံးမင်းတို့ရွေးကောက်ပွဲလာလို့လို့ရွေးကောက်ပွဲပါရင်မင်းတို့ဘာဖြစ်မလဲဆိုတော့ငါအမှမခံဘူးနော်လို့စော်တော်နီကပြောတာဒါရွေးကောက်ပွဲကိုနှောက်ရှက်ဖြက်စီးမယ်လို့တော်ရွက်ပြီးပြောတာဆိုတော့အဲ့လိုပြောလိုက်တဲ့စကားပဲအဲ့တော့နာဆာကအစိုးရကတော့ပြန်မပြောဘူးပေါ့ဗျာဒါပေမဲ့နာဆာကအစိုးရကိုစားကျွန်တော်တခေါက်လောက် ပြောကြည့်မယ်ရွေးကောက်ပွဲလာကရင်ပြည်နယ်ထဲမှာရွေးကောက်ပွဲလာလို့တဲ့လူတွေအတွက်အာမခံချက်မရှိဘူးနော်လို့ပြောတော့ ကရင်လက်နက်ကင်အဖွဲ့ဖြစ်စီကရင်လက်နက်ကင်အဖွဲ့ခေါင်းဆောင်ဖြစ်စီအဲ့ဒီလူရဲ့အသက်နဲ့မိသားစုရဲ့ဘဝလုံးလုံးမှုအမှန်ကချင်မရှိဘူးနော်အဲ့လိုပြန်ပြောလို့ရတယ်နာဆာကရွေးကောက်ပွဲကိုနှောက်ရှက်ဖြစ်စီဖို့စကားသံလွှင့်တာနဲ့ဖြစ်စီဖို့တိုက်ရိုက်ကြိုးစားတာနဲ့လုတ်တဲ့သူရဲ့ဘဝအသက်အန္တရာယ်မိသားစုဘဝလုံးလုံးမှုအသက်အန္တရာယ်အမှန်ကချင်မရှိဘူးနော်ငါတို့လည်းကျွန်တော်တို့လည်းအဲ့လိုပြန်ပြောလို့ရတယ်နာဆာက နော်ပြောပြလို့ရတယ်ဒါပေမဲ့နတ်ဆာကပြောမဟုတ်ဘူးဒါပေမဲ့သူ့ကိုယ်စားကျွန်တော်ပြောပြတာနတ်ဆာကရဲ့ဒေါသ version ကိုကျွန်တော်မြန်မာလိုပြန်ပါပြန်ပြတာမြန်မာစကားကိုမြန်မာလိုကြီးဘာသာပြန်ပြလိုက်တာပြောလို့ရတယ်လေမင်းနောင်ရွေးကောက်ပွဲကိုအမခံချက်မရှိဘူးလို့ပြောရင်ရွေးကောက်ပွဲလာကျင်းပတဲ့ကောင်တွေအမခံချက်မရှိဘူးလို့ပြောရင်မင်းရဲ့ဘဝအသက်မင်းတည်မလားမင်းမိသားစုဘဝပြတ်မလားဆိုတော့အမမခံဘူးတော့လို့နတ်ဆာကဘက်ကပြန်ပြောလို့ရတယ်မပြောတာမပြောတာပြောလို့ရတယ်ဆိုကြတာကိုစကားကိုဘယ်ရောက်နေမှမသိဘူးခုဘက်ကပြန်ပြောရင်ဘယ်လိုခံရမလဲဆိုတော့ तू မသိဘူး အဲအဲ့လိုကောင်မျိုးငပိုးယူပြောရေးဆိုခွင့်ပေးထားတာ KNU တကယ်ငပိုးတွေပဲဆိုတော့ဒီ KNU ထဲမှာဒီတော်တော်နီးလို့ငပိုးတကောင်ပဲပြောတတ်တယ်လူရှိတယ်ကျွန်တော်ကမပြောတတ်ကြတော့လားအစစ်တမ်းမရှိလို့လား KNU ကစောတော်နီးလောက်တော့အစစ်တမ်းမရှိကြလို့ပြောမယ်ကောင်မရှိရလားကျွန်တော်နောက်မလဲဒီလိုပြီးတော့ဘာပြောလဲဆိုတော့စစ်တပ်ကိုအရင်ကသူပြုတ်ပြုတ်တိုက်မယ်လို့အပြုတ်တိုက်မယ်အရေးတိုက်မယ်အဖတ်တိုက်မယ်လို့ပြောခဲ့တာအခုလည်းကြာတော့စစ်တပ်ကိုအပြုတ်တိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတော့ဟိုပြောလို့ရတယ်ပေါ့ဆိုတော့ဖြစ်သွားပေါ့ဟောအရင်ကလည်းသူအပြုတ်တိုက်မယ်အဖတ်တိုက်မယ်အရေးတိုက်မယ်ပြောခဲ့တာ အခုကျတော့အပြုတ်တက်ပူစာမဖြစ်နိုင်ဘူးသူတို့တဲ့တိုးတော်လဲတဲ့မဖြစ်နိုင်ပဲလေသူတို့ကတော့လက်နက်ကင်တာမစွန့်လို့ဘူးတဲ့ဆက်ပြီးလက်နက်ကင်ပြီးစစ်တပ်ကအာဏာရှင်ဒေါ်လာနေဦးမှာတဲ့ဆိုတော့အရင်တော့အပြုတ်တက်မယ်အဖတ်တက်မယ်အေးတက်မယ်ဆိုတော့ဘာဖြစ်တကုန်တာတော့ကျွန်တော်နားလည်းမလဲတော့ပါဘူးဒီလိုဗရီဗရာကိုစကားဘယ်ပြောလို့ဘာပြောကြမှာမသိရလူနော်အမကြက်တဲ့ငယ်ပဲမြောက်ရီမှာဟိုသူတို့အုတ်တွေခြားတော့သာစစ်တပ်ကပြုတ်တော့မှာမြောက်ရီကဂျုံလည်းပြရှင်းတော့မှာတဲဝမထားတော့အကုန်တတ်ပါပါအကုန်ရှင်းမှာပြီးအခုကျတော့ပြုတ်တိုက်ပြုတ်ဆိုတာဖြစ်နိုင်မှာမဟုတ်ဘူးသူတို့တောင်တိုက်လာ90ချုံပြီးပျောက်လာလေးတန်း ိုတော့စတော်နီလို့လူမျိုးကျွန်တော်တော်တော်အော်ထားအဲ့လိုပရွက်ပေါ့ဗျာတကယ်ပြောပရွက်ပါလေရွက်တယ်ရွက်တယ်နဲ့ပြောလိုက်ရင်တွေ့ရတဲ့စောင်းနဲ့ပြောရင်အားလုံးမှကျွန်တော်အားလုံးအားနဲ့မန်းနဲ့ပြောတာဗျာပြောရင်တော့မဲသူကအဲ့လိုပြောတာတကယ်တော့ကြီးမှကျွန်တော်အော်အော်ရှူးရှူးနဲ့ပြောနေတာအဲ့လိုလူမျိုးတွေကပြောတာပြောတာဘာမှမဟုတ်ဘူးရေးချင်းလည်းရှိတယ်ပုံမပေါ်ဒါရေးချင်းရှိမှပုံမပေါ်ဒီလူပုံစံကြီးရနော်နောက်တစ်ခုကသူကဘာဟုတ်ပြီလဲဆိုတော့ဒီစစ်တပ်ကနိုင်ငံရေးထွက်ပါတဲ့နော်လက်နက်ကလက်နက်ကစစ်တပ်ကနိုင်ငံရေးထွက်ပါပြီးရရတော့အဆုံးမောက်မှာနေပါတဲ့ ဆိုတော့ကျွန်တော်လည်းခဏခဏပြောခဲ့ဥပါတယ်ငါနိုင်ငံစစ်တပ်ကနေရာတွေကျွန်တော် ပြန်ပြောကြည့်ပါမင်းငါနိုင်ငံထွက်ခဲ့နိုင်ငံရေးတွေထွက်ခဲ့အောင်မင်းအောင်ဘယ်နှနေတာတုန်းအဲ့လိုမျိုးပါမင်းကတဏ္ဍကြီးကိုင်မင်းဘာလုပ်နေတာတုန်းအကိုကျတော့တဏ္ဍကြီးတကားကိုင်ထားပြီစစ်တပ်ကျတော့နိုင်ငံရေးတွေထွက်ဆိုတော့ဩအစစ်တပ်တော့မင်းတို့ကရင်လက်နက်ကိုင်တွေအကုန်လုံးလက်နက်ချတဲ့နေ့ငါစစ်တပ်ကနိုင်ငံရေးတွေထွက်မယ်ဟောပြောမှာမင်းတို့ကရင်လက်နက်ကိုင်တွေလက်နက်ချတဲ့နေ့ငါကရင်ပြည်နယ်ထဲမှာရှိတဲ့စစ်တပ်ကနိုင်ငံရေးတွေထွက်မယ်မင်းတို့ကြားတွေနိုင်ငံလက်နက်ချတဲ့နေ့မင်းတို့ကြားပြည်နယ်ထဲမှာရှိတဲ့စစ်တပ်ကနိုင်ငံရေးတွေထွက်မယ် မင်းတို့ကချင်နေလက်နက်ချတဲ့နေ့ငါတို့မင်းတို့ကချင်ပြည်နယ်တဲ့စစ်တပ်ကနိုင်ငံရေးထုတ်မယ်မင်းတို့ချင်းနေမင်းတို့ရခိုင်နေမင်းတို့ဒီရှမ်းနေမင်းတို့မွန်နေစသဖြင့်ပေါ့ဗျာမင်းတို့အဖွဲ့တွေကလက်နက်ချတဲ့နေ့ငါတို့စစ်တပ်ကနိုင်ငံရေးထုတ်မယ်ချက်ချင်းထုတ်မယ်အဲ့ဒီဒါထုတ်မယ်ကဲအဲ့လိုပြန်ပြောရင်ခင်ဗျာအဲ့ကြတော့ဘာဖြစ်ကုန်မလဲမင်းပါလဲငါပါလဲဖြစ်မနေဘူးလားအဲ့တော့တခါတရံကြရင်ကိုကဒုံကြီးဓာကြီးဆွဲထားပြီမင်းကမင်းမင်းကဒုံကြီးနဲ့ငါ့မှာယွင်းနေလို့ပြောတော့ခင်ဗျာစဉ်းစားယောက်ျားမဟုတ်လားယောက်ျားသကားမဟုတ်လို့ဦးလေယောက်ျားပဲယောက်ျားလို့စကားပြောပေါ့ မင်းတို့မင်းတို့စစ်တပ်ကနိုင်ငံထွက်ပါလို့ပြောရင်အဲ့ကရင်လက်နက်ကင်ဖွဲ့တယ်လေကိုယ်တော်ထက်ချဒါတလန်နေပဲဝမ်အတူတူပဲလောက်ရမှာလေပြီးတော့အရသာအစိုးရအုပ်ချုပ်ရဆိုကဲအရသာအစိုးရမင်းတို့အရသာအစိုးရအရသာအစိုးရအုပ်ချုပ်ရဖို့အရေးချင်းရရှိရလားမေးဖို့မေးပြီလေအရသာအစိုးရကအုပ်ချုပ်ဖို့အတွက်အရေးချင်းတကယ်ရှိရလားမင်းတို့ဘယ်တော့မှများတင်ကြားထားဖို့တာရှိလေအုပ်ချုပ်ဖို့အတွက်သင်ကြားထားတဲ့ပညာပြပါအောင်မင်းတို့ရဲ့ certificate ပြပါအောင်ဘယ်မှာဘယ်နားမှာဘယ်ဥထုတာမင်းတို့ကရင်ပြည်နယ်မှာရှိတဲ့ကရင်ပြည်နယ်လူလူရဲ့ဘဝအကောင်းစားရတော့မင်းတို့ KNU ကဥထုနိုင်လို့လားဆိုတော့အဲ့တော့မှဆောက်ချက်ကကိုယ်ဟုတ်မယ် စစ်ချင်းချင်းလေးလေဟိုပြန်မေးအကုတ်ကွဲမှာဟိုကစစ်တပ်ကောင်တွေကပဇက်ကြီးပိတ်နေလို့ကျွန်တော်စဉ်းစားနေတက်ကလူတွေလည်းဘာလို့ပဇက်ကြီးပိတ်လဲကျွန်တော်မသိဘူးငပိုးတယ်ဆိုပြီးလွှတ်ထားတာလားတော့ကျွန်တော်မသိဘူးခင်ဗျာဟိုကပြန်တွေ့ရင်ခံအောင်ပါဟိုကတကယ်တွေ့လို့ရတယ်ကြီးပဲအာတို့ကျွန်တော်စဉ်းစားနေဩအဲ့လိုပေါ့လို့ပဲစားပြောဖို့များနိုင်ငံလောကတွေဝင်ကြတာလားကျွန်တော်နားဖို့မလဲပါဘူးလူတယောက်ကစကားပြောတာကြည့်တယ်ကဒီကောင်ပေါ့လို့ပဲစားကောင်လားတကယ်နိုင်ငံကြီးကိုနားလေတဲ့ကောင်လားဆိုတော့သိတယ်ဗျအခုကျွန်တော်စောတော့နေ့ကြည့်တော့သိကြတယ်ခင်ဗျာအဖိုးမူသူစေဖို့တို့အဲ့ဒီ ဟိုဘာလဲဒီဝါရုပ်ဖွဲ့နေရှင်းလိုက်တခြားစီပဲမူရုစီဘိုးလို့ဘာလို့သွားလဲကျွန်တော်ကြည့်ရငင်းချင်ကရင်ပြည်နယ်မူရုစီဘိုးဥဒ္ဓဩဂရလက်အောက်မှာကရင်ပြည်နယ်တနာတာတစ်ချက်သိချာမကြဘူးငြိမ့်တာလမ်းအားရှလိုင်းပေါ်လာတယ်နေမြေကုန်စည်စည်းမှုကောင်းလာတယ်ကရင်တိုင်းသားတွေနေညာချမ်းသာစင်ပြေအော်ချုံးမွေလာတယ်အဲပြီးလည်းပြောမူမူရုစီဘိုးလည်းဆင်းလဲသွားပြီ27နိုင်ငံခင်းချင်းနဲ့ဖူနူဘိုးတို့လည်းဆင်းလဲဆင်းသွားအောင်ဟိုကွယ်ထုံးဝင်းလက်ထက်လည်းရောက်ကောအမတ်လေးခမရလည်းတခိုးဓမြတွေတခိုးဓမြတွေ ကရင်ပြည်နယ်ကိုတခါလဲစိုးမိုးတယ်လို့ပဲဒီကောင်လေးတစ်ခုဒီကောင်လေးအုပ်ထုတ်လဲအုပ်အုပ်ဒီလိုလဲအုပ်ထုတ်လဲကိုကရင်ပြည်နယ်ဆုပ်ပြတ်တတ်နေရပဲတကယ်ပဲအဲ့ဒါအဲ့ဒါဘက်ထရီရှိတရားကြီးပြအဲ့ဒါတို့တို့မသိဘူးဒါတို့တို့ကိစ္စအဲ့တော့စတော်နီပြောတာကြီးကိုကြောကြည့်ပြီးတော့ရည်ပဲရည်နေပြီးတယ်နိုင်ငံရေးပေါက်လို့ပဲသားကောင်လေးဆိုတာဒီလိုကောင်မျိုးတွေကိုပြောတာနော်နိုင်ငံရေးပေါက်လို့ပဲသားကောင်ဒီလိုကောင်မျိုးတွေပဲကျွန်တော်ပေါ်ထင်းမိပြတာစတော်နီကိုနော်စတော်နီကိုကျွန်တော်ပေါ်ထင်းမိတာဒီလိုလူမျိုးကနိုင်ငံရေးပေါက်လို့ပဲသားကောင်လေးပဲကရင်ပြည်နယ်မှာကရင်လက်နက်ကိုင်ကရင်ကထွက်လာတဲ့နိုင်ငံရေးခေါင်းဆောင်တွေထဲမှာနိုင်ငံရေးသမားတွေထဲမှာပေါက်လို့ပဲသားကောင်ဆိုတာအဲ့လိုကောင်မျိုးတွေ เนาะมุรุเซโบတော့ကျွန်တော်လေးစားတယ်နောက်ဟိုဟိုဘာလဲဟိုဟာတို့ဖွယ်ဒီအခုပရိုဟိုဟာဗလဲအာဆိုရှယ်မောင်ဖာလီဆိုရှယ်မောင်တို့ကျွန်တော်လေးစားတယ်เนาะဖာလီမန်းကြီးမောင်တို့ကျွန်တော်လေးစားတယ်ဘာလို့ဆိုတော့သူတို့နိုင်ငံရေးအယူအဆကောင်းတယ်အတွေ့အော်ကြီးကောင်းတယ်ပြီးတော့တနိုင်ငံလုံးခြုံပြီးစဉ်းစားပေးနိုင်တယ်အမုံတွေကနေတယ်လူမျိုးရေးမုံတွေကလည်းနေတယ်အဲ့တော့တော်စော်တော်နေတော့ကောင်းမလူမျိုးရေးမုံတွေကလည်းကြီးတယ်ပုပ်ဝေးမုံတွေကလည်းကြီးတယ်เนาะပရွဲ့နရွဲ့အာလဲရွဲ့စကားလဲရွဲ့လူလဲရွဲ့စိတ်ဓာတ်လဲရွဲ့တာတကယ်ငရွဲ့တယ်အဲ့လိုကောင်းမျိုးတွေက နိုင်ငံရေးတမားဖြစ်နေတာတော့ကရင်ပြည်သူလူထုတွေနစ်နာတယ်ဒါကျွန်တော်ပွင့်လင်းပြောတာအဲ့တော့စော်တော်နီဘက်ကမကျင်းတဲ့ကောင်တွေရှိလေကြိုက်တဲ့ကောင်ပြောကျွန်တော်တို့ AC ပဲမင်းတို့ကြိုက်တဲ့လူပြောကျွန်တော်တို့ AC ပဲနော်စကားကိုစကားနဲ့ရှင်ပြောကြကြိုက်လို့ပြောကြရတယ်ကျွန်တော် AC ပဲနော်ဒါကကျွန်တော်ကြည့်ပြီးတော့ကြည့်မရတာပေါ့ဗျဒီလူတွေကြည့်မရတာနော်အဲ့တော့ကျွန်တော်ဒီနေ့နောက်တစ်ခုကတော့အတိုးလေးပါပဲမိုးကုတ်မိုးကုတ်ကိစ္စလူခုဒီနေ့ပဲဒီနေ့မှာ online မှာပေါ်လို့ရိုက်နေတယ်မိုးကုတ်ကိုစစ်တပ်ကဝိုင်းထားပြီလို့ပြောတယ်ကျွန်တော်ထင်တယ်မိုးကုတ်စစ်တပ်ကဘော့ဘလင်းနဲ့တီးဘော့ဘလင်းနဲ့ဒီခဲပါလေဆော့ဘလင်းနဲ့ဒီလိုဝိုင်းလိုက်တာဖြစ်မှကြည့်ရတယ် မိုးကုတ်ကိုလေစစ်တပ်ကပြန်ဝိုင်းလိုက်ပြီးတော့ရေးပြောနေကြရရှိတယ်ကျွန်တော်ထင်တယ်မိုးကုတ်ကိုစစ်တပ်ကဝိုင်းလာတာဆိုရင်တော့ဆော့ပင်းလေးနဲ့ဒီလိုဝိုင်းလာတာဖြစ်မယ်လို့မြေပုံပေါ်ထောက်ပြီးတော့ဖော်ပင်းဝိုင်းလာဖြစ်မယ်မိုးကုတ်ကိုစစ်တပ်ကပြန်ဝိုင်းဖို့ကလိုပါသေးတယ်တချေကြီးတော့ဝိုင်းမှာပေါ့ဒါကအခုမဟုတ်ပါဘူးမဖြစ်နိုင်သေးဘူးဘာလို့လဲမဖြစ်နိုင်သေးဘူးဆိုတာမရေယာတပိချင်းတော်ပြီးသေးဘူးတောင်ခန်းတောင်ချိုလည်းမပြီးသေးဘူးအဲ့တော့ဘယ်နေရာနေစစ်တပ်ကအဲ့ပေါ်တော့တက်ဝိုင်းမှာတော့မဖြစ်နိုင်သေးဘူးအဲ့တော့အဲ့ဒါကိုပြောနေတော့ကျွန်တော်လည်းဘာပြောမှမသိဘူးဒါ false hope ဒီပါပဲပွင့်လည်းပြောတော့ဟို false hope တွေပေးတယ်လို့ခေါ်ပါတယ်ပြီးတော့ misinformation လုတ်လိုက်တယ်လို့ခေါ်ပါတယ်အသိပြီးတော့ကျွန်တော်တို့ဒါကြီးကို mention မပေးပါဘူးဒါကြီးမှန်တယ်လို့ကျွန်တော်တို့ကောက်ချက်မချဘူးခင်ဗျားတို့တချို့လူတွေဟုတ်တယ်ထင်နေမှာဆိုလို့ထည့်ပြောတာပါကျွန်တော်ဘူးမှမကြည့်ရဘူးဟုတ်တယ်ထင်နေမှာဆိုလို့ပြောတာခင်ဗျားတို့မြေပြင်ခြေတွေအတွက်ကြည်ပါမိုးကုတ်ကိုတက်သွားဖို့တယ်ဘယ်နာတက်မှာလဲမူဆယ်ဘက်ကလည်းဆင်းလာလို့မရဘူးเนาะတောင်းတောင်းခန့်အောင်ချိုးလည်းတက်လို့မရသေးဘူးမရရတပိချင်းလည်းမပြီးသေးဘူးเนาะအဲ့တော့ဘယ်နာဆင်းမလဲဟုတ်ဗမောကနေအောက်ကိုဆင်းလာဖို့လည်းမဖြစ်နိုင်သေးဘူးဆိုတော့ဘယ်နာဆင်းမှာတော့မိုးကုတ်ဘယ်နာတော့ဝိုင်းမှာတော့လို့ ော့မိုးကိုဝိုင်းလို့ရတနည်းပဲရှိတယ်ဆော့ပိန်လေးနဲ့ဝိုင်းမယ်အဲ့ဒါပဲရှိတယ်နော်ဆိုတော့ဒါတစ်ခုပေါ့ဆိုတော့ကျွန်တော်ဒီနေ့အပိတ်ကတော့ website ကျွန်တော်တို့ရဲ့ mbnewsmm.com website က mbnewsmm.com website ကလောလောဆယ် error အများကြီးတက်နေပါတယ်ပြဿနာပေါင်း1600ကျွန်တော်ရင်ဆိုင်နေရပါတယ်နောက်ဆုံးအဆိုးဆုံးအခြေအနေတစ်ခုဒီရောက်ဖို့တော့ရှိနေပါတယ်ကျွန်တော်စိတ်တက်တော့မကောင်းပါဘူးအဲ့ဒါတော့ကျွန်တော်အများကြီးအဲဒုတိယအစီအစဉ်တစ်ခုပြင်ဆင်နေရပါတယ်အခက်အခဲလေးတွေနေရင်ဆိုင်နေရပါတယ်အဲ့ဒီတော့ ဟို website မှာလာစင်ကြည့်ပြီးကြည့်နေကြတဲ့သူတွေအဆင်မပြေဖြစ်ကြတာတွေအတွက်ကျွန်တော်တောင်းပန်ပါတယ်တကယ်ဒီနေ့ကတောင်းပန်ပါတယ်ကျွန်တော်တခြားနည်းလမ်းတစ်ခုရအောင်ကျွန်တော်စူးစမ်းကြည့်ပါမယ်ကြည့်ပြီးတော့လုပ်ပါမယ်ခုလောဆိုတော့ Telegram မှာပဲကျွန်တော်တို့ရဲ့ video file တွေတင်ပေးနေပါမယ်အဲ့ဒါလေးလည်းထည့်ပြောရင်းနဲ့အဲကျွန်တော်ဒီညဒီစမိုဒီလောက်နဲ့ရက်ပြစေအားလုံးပဲကိုရီးယားသတင်းရှိပါတိုက်ပြီးပေါ်စေနာမှာထားပါသက်စာရှိပါ